ိုင်းကျူ channel လေးကနေနှစ်ထွေးစွာပြန်လေးကြိုဆိုလိုက်ပါရစေ။တရုတ်ရဲ့ဖီအာကြောင့် TNL TNL နဲ့ဆက်ကစားတော့တွစ်ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။မေလပထမပတ်မှာတွစ်ဆုံဆွေးနွေးပွဲလုပ်ခဲ့ပေမဲ့မေလပထမပတ်မှာပဲတွစ်ဆုံဆွေးနွေးမှုကအထမမြောက်ပေးပြတ်ပြတ်သွားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ TNL ဖက်မှာတောင်းဆိုချက်တွေကိုကြည့်ကြရအောင်ပါ။ TNL သတင်းစာဆွေးနွေးပွဲမှာအရေးကြီးကောက်နှောက်ချက်တွေကိုတင်ဆက်ပေးသွားမှာပါ။ TNLA ဖက်မှာတောင်းဆိုချက်၃ချက်ကတော့၁နှစ်ဖက်တက်အနေနဲ့ရောက်ချတဲ့နေရာမှာရှက်တန့်ထားပြီးအပစ်ခတ်ရက်စီရန်၂စီးရေးလှုပ်ရှားမှုများမှာနှစ်ဖက်တက်အဖွဲ့အနေနဲ့ထိုးစစ်များပြုလုပ်ခြင်းမပြုလုပ်ရန်နဲ့စစ်ကောင်စီတက်အနေနဲ့ဒရုန်းနဲ့တက်ချက်ချင်းလက်နက်ကြီးတွေနဲ့ရှမ်းတန်းပစ်ခတ်ခြင်း၊နေကြောင်းပုံကြီးချခြင်းစတဲ့စီးရေးလှုပ်ရှားမှုများအလုံးရှက်တန့်ရန်နံပါတ်၃ နှစ်ဖက်ထိန်းချုပ်နေမြေဒေသများမှာဒေသခံပြည်သူများ၏စာဝန်တွေနဲ့စေဝါများခေယူပို့ဆောင်ရေးအတွက်ချက်တန်းသွာလာခွင့်ပြုရန်ဆိုပြီးတော့တင်နယ်လေးဖက်ကတောင်းဆိုချက်တုံးချက်ရှိခဲ့ပါတယ်။စက္ကဆဖက်ကတောင်းဆိုချက်တွေကတော့နောင်ကျော်ကြောင့်မဲ့တီပေါ်ဘောကုံနဲ့မုံမိတ်အရှိတဲ့မြို့တွေမျိုးမျိုးများနေပြီးတော့ TNL တက်ဖွဲ့အလုံးပလောင်ကိုပိန်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့နတ်ဆန်နဲ့မန်တုံမျိုးတွေတို့ပြန်လေဆုတ်ခွာရန် TNL တွေ့ဖက်အတွင်ရမှုဘုံမကြီးတာတာပန်လာကပြောကြားချက်က ြည့်မယ်ဆိုလို့ချင်းရင်တရုတ်ဖီအာစစ်ရေးနိုင်ငံရေးမဟာမိတ်နဲ့မူဝါဒဆိုင်ရာတွေအကြောင်းသိစိတ်ပြုတ်ထားပါတယ်တရုတ်ဆိုရကအနာမသိခင်ကလေးက NCA ကိစ္စတွေမှာဝင်ရောက်ညှိနှိမ်ပေးတာမျိုးဆောင်ရွက်ခဲ့ပါတယ်ဒီအတွက်လေးကျေးဇူးတင်ပါတယ်တဲ့ဒီနေရာမှာကျွန်တော်တို့နိုင်ငံရေးဖြစ်တဲ့အတွက်ဒီကျွန်တော်တို့နိုင်ငံသားတွေမှာပဲအထက်ကဆုံးပြတ်ပင်ခွင့်ရှိပါလေတဲ့တော့ပဲမဲ့အင်းဒီချင်းတွင်နေရောကမ္ဘာလူထုတွင်နေရောကဲကွာလို့မရပါဘူးတဲ့ ်နောက်တစ်ချက်ကအစိုးရတရုတ်အစိုးရဝင်ရောက်ထောက်မှန်ပေးတာဒီဥစည်းပေးတာအများကြီးအထောက်အကူပြုပါတယ်တဲ့အချင်းကပ်မှုတွေဟာအဲကွာခြားတော့ ဖြေရှားပုံတွေကလေကွာခြားသွားတာဖြစ်ပါတယ်တဲ့မြန်မာနိုင်ငံပြည်သူမြန်မာနိုင်ငံပြည်သူပြည်သားတွေမြန်မာနိုင်ငံသားတွေရှင်းကပ်တဲ့ပုံစံမျိုးကတော့ဒီမိုကရေစီအစိုးရကိုစစ်တပ်ကနေအာဏာသိမ်းလိုက်တယ်တပ်ဖြတ်အနေနဲ့ဒါကြောင့်တပ်မတော်စကားဆကိုဖြုတ်ချပြီးမှနိုင်ငံကိုပြုပြင်ပြောင်းလဲလုပ်ရမေးလို့ရှင်းကပ်ပါတယ်တရုတ်ရှင်းကပ်တာကတော့ဘေးမှာ ရှိနေတဲ့နိုင်ငံကတည်ငြိမ်မှုရှိမနေလို့ထိခိုက်မှုရှိတယ်ဒီနိုင်ငံတည်ငြိမ်မှုရှိဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ရှင်းကပ်တာဖြစ်ပါတယ် နောက်တစ်ချက်ကဖိအားပေးမှုကတော့ဒေါချ့အရင်ကလေးကရှိပါတယ်။ကြုံနေရတာလည်းဖြစ်တယ်။ဖိအားပေးမှုမှာအဓိကကတော့လူထုထိခိုက်မှုအတူပြင်းထန်ပါတယ်လို့ပြောပါတယ်။အဲလိုစကားဆဘက်ကဖြက်လေးဖြက်ပုံစံပိတ်ဆို့ထားပါတယ်။2024 6လပိုင်းလောက်ကစပြီးတရုတ်နိုင်ငံကလည်းဖြက်ငါဖြက်ပုံစံမျိုးအများသိတဲ့အတိုင်းဆောင်ရွက်လာခဲ့ပါတယ်။ရည်ဆက်အခြေပြုပြီးစားဝတ်နေရဖြည့်ရှင်းနေရတဲ့လူတို့အတွက်ရည်ဆက်ကိုပိတ်လိုက်တော့အလွန်ထိခိုက်ခဲ့ရပါတယ်လို့ PSL TNLA ကိုဖိအားပေးတာတဲ့လူတို့ကိုဖိအားပေးတဲ့ပုံစံမျိုးဖြစ်တယ်လို့ပြောရဆိုခွင့်ရှိသူကပြောထားပါတယ်တို့စက္ကဆနဲ့ဆွေးနွေးပွဲကပြစ်သွားတဲ့ပုံစံတော့ပြောလို့မရပါဘူးနှစ်ဖက်တင်ပြချက်တွေအပေါ်မှာညှိနှိမ်းသဘောတူညီချက်တွေမရရှိသေးတဲ့ကာလမှာပဲချိန်နေသေးပါတယ်ဆက်လက်ညှိနှိမ်းဆွေးနွေးရအောင်မှာဖြစ်ပါတယ်တင်တယ်လေတင်ပြထားတဲ့၃ချက်ပေါ်ညှိနှိမ်းလို့ဘလော့အထိအဆင်ပြေလာမလဲဆိုတဲ့ပုံမူတည်ပြီးအဖြစ်ပုံမှာဖြစ်ပါလိမ့်တယ် ဘယ်နဲ့ဘယ်ချိန်ဘယ်ရက်ဆိုပြီးကာလသတ်မှတ်ဖို့တော့ခက်ခဲပါလေလို့ပြောထားပါတယ်။ဒါတော့တရုတ်ကြီးတရုတ်ကြီးကြက်တဲ့ဆွေးနွေးပွဲတွေမှာအတိကကတော့လူတို့ကိုဥထိတ်ထားရှိရှိပြီးတော့မှဆွေးနွေးသွားဖို့ရှိပါလေတဲ့။ဒီအတိုင်းပဲရက်တည်သွားဖို့ရှိပါလေလို့တန်လေပြောရေးစုခွင့်ရှိသူကဆိုပါတယ်။အဲ့တော့လူတို့တွေလေချောင်းနဲ့တက်ခဲခံနေရတယ်တက်ဖြတ်ခံနေရတယ်ဆိုတာကိုတရုတ်နိုင်ငံသိမြင်နားလည်အောင်ပြောပြဖို့လိုအပ်ပါလေတဲ့။တရုတ်နိုင်ငံကပကတိမြေပြင်မှာလူတို့တွေခံစားနေရတာဖြစ်ဖြစ်နေရတာကို မြင်မနေတဲ့အတွက်အခုလိုအခက်အခဲတွေဖြစ်ပျက်တွေဖြစ်နေရတယ်လို့နားလည်ရပါတယ်တရားဝင်ကအစိုးရကနားလည်သိရှိလာအောင်ရှင်းပြနိုင်ဖို့လိုမယ်လို့ထင်ပါတယ်တဲ့အကုန်လုံးကကိုယ့်ရဲ့နိုင်ရာနေနဲ့ရှင်းကပ်ပြီးရှင်းပြနိုင်မယ်ဆိုရင်မင်းကမြန်လေးဒီဆော့ရဲ့အတွက်လေးဖြစ်ဖြစ်လူတို့တွေစက္ကဆရဲ့တက်ပြတ်မှုတွေကင်းလွတ်နိုင်ဖို့အထောက်အကူပြုမိထင်ပါတယ်လို့ဆိုတာပါလေညီညွတ်မှုစီလုံးမှုနားလေအောင်နှုတ်ဆော် ရှင်းပြမှုနေလန့်တွေနဲ့ချင့်ကဲ့ရမှာဖြစ်တယ်လို့ ကြိုးထားပါတယ်ပြတော့မိုးကုတ်ကိုပေးမလားဆိုတဲ့အခြေအနေမျိုးလုံးလုံးဆယ်မရှိသေးပါဘူးတဲ့ကျွန်တော်တို့ရဲ့နေ့အတူတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်တွေရဲ့အတန်ကိုတတိထားမှာဖြစ်တယ်လို့တိုက်ပွဲအောင်မြင်အောင်ဒီနေမြေတွေကနေစစ်အာဏာရှင်ထွက်သွားအောင်ပူပေါင်းဆောင်ရွက်ခဲ့တဲ့လူတို့ရဲ့အတန်ကိုနားထောင်ရမှာဖြစ်ပါလေတဲ့ဟိုဟာပေးမလားဒီဟာပေးမလားဆိုပြီးလုံးလုံးဆယ်မရှိသေးပါဘူးလို့ ပြောထားပါတယ်ဆိုတော့ဆွေးနွေးပွဲမှာဘီနီယာကတအောင်နေမြေဘီနီယာကရန်သူနေမြေဆိုပြီးဆွေးနွေးခဲ့တာမရှိပါဘူးတဲ့ဘီနီယာတွေကတော့ပလောင်ပြင်းနေဆိုတာမျိုးလုံးလုံးစီအနေထားမှာမရှိသေးပါဘူးနေမြေပဲပြောပြောနေပဲပြင်းနေပဲပြောပြောဒါကအနာဂတ်မှာဖြစ်ပေါ်လာမယ့်တင်ပြပြပြညွတ်တော်ပုံစံမျိုးဖြစ်မလားနိုင်ငံနိုင်ငံရေးဆွေးနွေးပွဲပုံစံမျိုးဖြစ်မလားဒါမဲ့နိုင်ငံရေးညီလာခံမှာပဲတတ်မှတ်ရမှာဖြစ်ပါတယ်တဲ့လုံးလုံးစီကျွန်တော်တို့ တာဝန်ယူထားတဲ့12မြို့နယ်မှာဆိုရင်တဲ့အပြည့်အဝတာဝန်ယူအုပ်ချုပ်နေပါတယ်တဲ့အချိန်ကာလ တစ်ခုထိနောက်ထပ်လူတို့အစိုးရပုံစံမျိုးတနင်္ဂနွေလုံးကမျိုးမန်းလာတဲ့ Federal Democracy အစိုးရပုံစံမျိုးပို့ထွန်းလာတဲ့ကာလအထိတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်တဲ့။ဒါချို့လို့မဖြစ်ရအောင်မဟာမိတ်တွေရောလူတို့တွေရောညီညာညာနဲ့ညီညီညွတ်ညွတ်နဲ့လက်တွေပြီးကြိုးနှွားနိုင်ပေလို့ယူဆပါတယ်။ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေတော်လှန်ရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေညီနောင်တွေအားလုံးဒီထက်ပေါ်ပြီးညီညွတ်ဖို့လိုမယ်။ညီညွတ်မှုကိုပို့ပြီးတည်ဆောက်ဖို့လိုမယ်လို့ဒါဟိုတရုတ်ဖီအားကိုကြိုးလွန်ဖို့အတွက်တတိပေး ်ပြောကြားထားပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ရက်တွေရှိတာအတူတူပါပဲတနိုင်ငံလုံးပြုပြင်ပြောင်းလဲဖို့အတွက်တဖွဲ့တည်းတယောက်တည်းလူတစ်မျိုးတစ်မျိုးတွေနဲ့မရပါဘူးစုပေါင်းပြီးမှညီညီညွတ်ညွတ်နဲ့ဆက်သွားရမှာဖြစ်ပါတယ်ညီညီညွတ်ညွတ်နဲ့တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်ဒီနေမျိုးတွေမှာရှိနေတဲ့ညီအကိုမောင်နှမတွေပြည်သူတွေအားလုံးနဲ့ DNL ကဆောင်ရွက်နေတဲ့အတိုင်းလက်ခံပေးကြပါတဲ့တချို့နေရာတွေမှာမြို့ကာကွယ်ရေး တက်ပုံစံမျိုးစုစည်းဆောင်ရွက်နေတာတွေရှိပါတယ်တတကြကြပါဝင်ပေးကြဖို့ မေတ္တာရခံလိုပါတယ်ပါဝင်နိုင်တဲ့နိနာအမျိုးမျိုးရှိပါတယ်တချို့ဆိုလည်းနဲ့ gain တက်အနေနဲ့ပါဝင်နိုင်တာမျိုးရှိတယ်တခြားနိနာတွေလည်းရှိပါတယ်ကိုပါဝင်နိုင်တဲ့နိနာတွေအားလုံးကိုအတုံပြုပြီးပါဝင်ပေးကြဖို့မေတ္တာရခံလိုပါတယ်လို့ဆိုထားပါတယ်ဆိုတော့စေအာနာရှင်စနစ်ကိုအဆုံးသတ်အောင်မလုပ်နိုင်လို့ရှိရင်ငြိမ်းချမ်းရေးတန်တရားစည်ရေးတန်တရားကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးတဲ့ဥပမာ1989 90မှာမြန်မာပြည်မြောက်ပိုင်းရောတောင်ပိုင်းရောအပြစ်ခတ်ရက်စီးတွေရှိခဲ့ကြပါတယ်တော်တော်2009 2010မှာ ခါပြန်ပြစ်ပြေသွားတယ်အခုတိတ်ပွေးတွေပြန်ဖြစ်တယ်ပြစ်လိုက်ရှက်လိုက်ညှင်းချမ်းရေးတန်တရားစစ်ရေးတန်တရားဆစ်နေတာမျိုးမဖြစ်ရအောင်တည်တည်ချာချာညင်ညင်ညွညွနဲ့အပြစ်သက်တိတ်ပွေးဆင်ွဲ့ရမှာဖြစ်ပါတယ်ဒါမှဒီတန်တရားကနေလွတ်မြောက်ပြီးကျွန်တော်တို့မျှုမှန်းတဲ့ပြည်ရပြည်ထောင်စုရရှိမှာဖြစ်ပါတယ်အာနာရှင်စနစ်အပြစ်သက်ချုပ်ငြိမ်းရေးမဆောင်ရွက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့မျိုးဆက်တွေစစ်ဘေးစစ်တမ်းတွေခံနေရပြီးလူသားတယောက်လိုနေနေမှာမဟုတ်ပါဘူးတဲ့ အာနာရှင်စနစ်ချုပ်ငင်းရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်လူတို့လိုလားတဲ့ရွေးကောက်ပွဲမဟုတ်လို့မှတ်ချက်ပေးစရာမလိုဘူးလို့ပြောထားပါတယ်။ကျွန်တော်ကျွန်တော်တို့အနေနဲ့နိုင်ငံကိုပြန်ပြီးတော့ကောင်းမွန်အောင်ထူထောင်လာအောင်ဥမ္မလအောင်ဆောင်ရွက်နေတဲ့ NUG အပါဝင်မိတ်ဆွေအားလုံးနဲ့ရှိတ်ဆက်ဆောင်ရွက်ထားပါတယ်တဲ့။နိနာဘုန်းဆောင်တွေဆောင်ရွက်နေတာဖြစ်ပါတယ်လို့လည်းပြောထားပါတယ်။ကျွန်တော်မြေပြန်ရောတောင်ပေါ်ရောမြန်မာပြည်မြောက်ပိုင်းရောတောင်ပိုင်းရောကိုကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့လက်ခံထားပါတယ်။ တိတ်ရိတ်တို့လကောင်တွေဝဲရဲတို့လကောင်ပုံမှန်ရှိစေပြီးဆောင်ရွက်နေတာမျိုးဖြစ်ပါလေတဲ့အဲ့တော့ကျွန်တော်တို့အချင်းချင်းကြာဖြစ်ပြနေတဲ့ပြဿနာအသေးအမွှားတွေနားလည်မှုလွှဲတာတွေကိုဖိဖေထားပြီးဘုံရက်တွေချဲ့ဖို့ဥတည်လိုက်မယ်ဆိုရင်ကျွန်တော်တို့ညီညွတ်မှုဒီထက်ပေါ်ပြီးတိတ်သေးလာမယ်လို့ယုံကြည်ပါတယ်တဲ့2010 2020တက်ကစားပြီး TNLA အနေနဲ့တအောင် CSO 2015 2020မှာအနိုင်ရခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်နိုင်ငံရေးပါတီစူပါပြီးတအားနိုင်ငံရေးအတိမ်ပကံကောင်စီပုံစံမျိုးဖွဲ့စည်းထားတာရှိပါလေတဲ့ဒီကနေ့အဆင့်အဲဒီကနေ့အဆင့်လူတုအစိုးရဘဝဖို့အတွက်ကြိုးပမ်းတာရှိပါလေတဲ့ပြင်ဆင်မှုလေတော်တော်လေးရရှိနေပြီလို့ပြောသွားပါလေဆိုတော့တော်တော်လေးစိတ်ရည်စိတ်ရည်အခြေအနေတွေကပြင်းထန်လာတော့ရှင်းရှင်းအကောင့်တွေပေါ်ပေါ်အခက်အခဲတွေရှိနေသေးတယ်လို့လည်းပြောသွားပါလေဆိုတော့အထူးကကတော့ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစိတ်သုံးခြင်းကနေဖြစ်လာတဲ့ပြဿနာပေါ့1962ကနေတော့ချော့အာဏာသိမ်းမှုတွေကြောင့်ဒီမိုကရေစီရင်ကျင်းမှုနိုင်ငံရေးရင်ကျင်းမှုကပြတ်ဆုံးသွားပါတယ်ပြဿနာတွေဖြစ်လာပြီဆိုရင်နိုင်ငံရဲ့အရာဖြစ်ရှင်းနိုင်တဲ့နေရာကျဉ်းညွှန်လာပြီးတခြားနေလန့်တွေနဲ့ဖြစ်ရှင်းရတော့ပြဿနာပေါ်ပြဿနာဆင့်ပြီးပြဿနာတွေများလာတာလို့ယူဆပါတယ်အခုတနင်္ဂနွေတော့ဝိုင်းပြီးစ조사နေကြတဲ့ဒီမိုကရေစီလူထုစံနာတိုင်းအောက်ချုပ်သွားပြီဆိုလို့ရှိရင်ဒီပြဿနာတွေငြိမ်းချမ်းပြီးသားဖြစ်ရှင်းပြီးသားဖြစ်သွားပြီလို့ နားလည်ရပါတယ်လို့ကြိုးထားပါတယ်ဒါကအင်မတန်ရှင်းလင်းတဲ့စကားပါအဲ့တော့ TN လေးတွေးဖက်အတွင်ရမှုပုံမူကြီးတပန်လာဤပြောကြချက်တပန်လာဤပြောကြချက်ကအကောင့်လုပ်ရှိတယ်ကြာဆိုလို့ရှိရင်မိုးကမာတန်ဇာရတူဖို့ရဆောင်ရွက်နေတာတွေရှိပါတယ်လူတို့တွေတနေတမေတူပေါ်နိုင်ဖို့ဆောင်ရွက်ထားတာလည်းရှိတယ် မိုးကုတ်သားတွေပဲမဟုတ်ပါဘူးပြည်မကနေစကိုင်းဘက်ကနေစားဝတ်နေရေးတွေတက်လာတဲ့သူတွေလည်းအများကြီးတောင်းနေရှိရှိပါတယ်တူတော့အတွက်တနိုင်တပိုင်လုပ်ငန်းတွေရရှိဖို့စားစရာနေစရာရရှိဖို့ဆောင်ရွက်နေတာတွေလည်းရှိပါတယ်အလက်စားလုပ်ငန်းတွေခွင့်ပြုထားတာတွေလည်းရှိပါတယ်မူလကရှိခဲ့တဲ့ကြောင့်မြေကော်မတီပုံစံမျိုးဖွဲ့စည်းထားတာလည်းရှိပါတယ်လုပ်ငန်းကျွမ်းကျင်တဲ့မိုးကုတ်မျိုးသားတွေနဲ့လူတို့ကိုယ်စားလှယ်တွေစုပေါင်းဖွဲ့စည်းထားပါတယ်ဒီကနေ့ဒီကနေ့ကြောင်းမြေနဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေရှာမှတ်ထားတယ်လောက်ွက်တွေကိုလည်းရှာမှတ်ထားတယ်တပိုင်တနိုင်ဆိုအခွန်ကောက်တာမျိုးမ ရှိပါဘူးတဲ့တပိုင်းတနေတဲ့ကျွလွန်နာမျိုးဆိုလို့ရှိရင်တတ်မှတ်ထားတဲ့အခွန်တွေရှိပါလေတဲ့တင်ရန်ဇာတာတူဖို့လို့ထိခိုက်သွားတဲ့ဒေသတွေအတွက်မိုးကုတ်ပြန်လေထူထောင်နိုင်ဖို့အတွက်အခွန်ကတာတွေလည်းရှိတယ်လို့ဆိုပါတယ်အဲဒီတင်းရင်သားနေမြေတွေနဲ့ပတ်သက်လို့အငင်းပွားမှုမမြင်ပါဘူးတဲ့ဒီခုစစ်ပွဲတွေ မတင်ခင်တုန်းကလည်းအတူတူရှိနေကြတယ်ဒီဘက်မှာအဖွဲအစည်းတွေများပါတယ်အစကစနဲ့သူ့အကအဖွဲအစည်းတွေကလို့ရင်အကုန်လုံးကိုညီအကိုတင်ရင်တန်းအဖွဲအစည်းကြီးတွေမဟာမိတ်တွေအနေနဲ့တက်မှတ်ထားတယ်လို့ဆိုထားပါတယ်အချို့ဆိုစာချုပ်စာတမ်းတွေရေးထိုးထားတာတွေရှိတယ်တချို့တွေနဲ့စာချုပ်စာတမ်းမရှိပဲမဲ့အကုန်လုံးကိုဘဝတူတင်ရင်တန်းတွေဘဝတူမဟာမိတ်တွေအနေနဲ့နားလည်ထားပါတယ်တဲ့ဖြစ်ပွားနေတဲ့ကြေတနာတွေကိုလည်းမိဖက်ရှိရာကြေတနာလို့ပဲ တတ်မှတ်ပြီးတော့ဖြည့်ရှင်းပါလေတဲ့မဟာမိတ် KIA နဲ့1986ခုနှစ်ကတည်းကထာဝရမဟာမိတ်နေနဲ့လက်တွဲဆောင်ရွက်ခဲ့တာဖြစ်ပါလေတဲ့2013ခုနှစ် နောက်ဆက်တွဲစာချုပ်ရေးထိုးတာမျိုးရှိတယ်ဒီကတဲ့2023ခုနှစ်မေလမှာလဲနှစ်ဖက်ကြားစာချုပ်တွေဆက်လက်အကောင့်တွေဖို့ဖို့လုပ်ငန်းတွေအတူတကွညှိနှိမ့်ဆောင်ရွက်ဖို့ဆုံးဖြတ်ထားတာမျိုးတွေရှိပါတယ်တဲ့နှစ်တိုင်းဘဟုကောမဒီ twist comedy တွတ်ဆုံဖို့သဘောတူထားတာတွေရှိပါတယ်တဲ့စေရည်ပြန့်ထန်တဲ့ကာလတွေမှာအစည်းအဝေးတွေကိုတက်မှန်တာတွေတိုင်းလုပ်ဖို့မဖြစ်သေးညှိနှိမ့်ဖို့အချိန်ခါမရသေးတော့တချို့အမြင်မြန်မာပြဿနာလေးတွေနည်းနည်းပါးပါးဖြစ်သွားတာမျိုးတွေရှိခဲ့တယ်လို့ ကြိုးထားပါတယ်တော်လန်ရေးခြေပွားတွေကာလမှာအဖို့ထက်အခက်အခဲတွေအများကြီးရှိခဲ့ပေမရှိခဲ့ပေမဲ့မြို့တွေကိုအုပ်ချုပ်ရတဲ့အခါမှာအဖို့ထက်တွေဖြစ်လာခဲ့ပါတယ်တဲ့ကျွန်တော်တို့ကဒေသကိုအုပ်ချုပ်ရေးစီရင်ကာကွယ်ရေးဖွံ့ဖြိုးရေးစတဲ့ဘေဘောင်းစုံတာဝန်ယူပြီးလုပ်ရတဲ့အခါနေမြေတစ်ခုတည်းမှာလက်နက်ကင်အဖွဲ့အစည်းတွေအများကြီးရှိနေရင် လူတို့ဘောတက်ရမှုကအလွန်ပြင်းထန်တက်ပါတယ်ဟိုအဖွဲ့ကလည်းငွေကြေးကဒီအဖွဲ့ကလည်းငွေကြေးကဒီအဖွဲ့ကလည်းလူခေါ်ဟိုအဖွဲ့ကလည်းလူခေါ်ဆိုတော့ရှိရင်တဲ့လူတို့အတွက်အခက်အခဲဖြစ်ပါတယ်တဲ့ဒါကြောင့်လူတို့ကိုလုံခြုံမှုပေးဖို့ စီမံတဲ့အခါမှာအဖို့အစ်စ်တွေဖြစ်ပွားလာပါတယ်တဲ့ငကိုတုံးကစာချုပ်သုံးခုနဲ့သဘောတူညီမှုတွေရှိထားသလိုတစ်နှစ်တစ်ကြိမ်တွေ့ဆုံတဲ့အစည်းအဝေးတွေကလည်းမကြမီပြုလုပ်ဖို့ရှိပါတယ်ဂျိုတင်ပြင်ဆင်မှုအစည်းအဝေးဆောင်ရွက်နေပါပြီတဲ့တက်မှတ်နေရပြီးရင်မကြခင်မှာကရှင်လူမျိုးနဲ့တအောင်းလူမျိုးခင်ရင်နဲ့ PSF DNL လေးတို့ကြားမှာမလို့ဘဝဆောင်ရွက်ကြမလဲဆိုတာတွေဆွေးနွေးသွားဖို့ရှိပါလေလို့ဆိုထားပါတယ်။ဒီနယ်လေးပြောပြောရေးဆိုခွင့်ရှိသူအေးရဲ့ဦးရဲ့ပြောကြားချက်ကကောင်းအောင်ရှိတဲ့ကိုကြည့်မယ်ဆိုလို့ရှိရင် ဒါချိုးလိုမျိုး DNLA ထိန်းချုပ်ထားတဲ့မြို့ငန်းမျိုးကိုတောင်းဆိုလာရင်လက်ရှိအချိန်ထိ DNLA DNLA ဘက်ကသဘောတူတာမရှိသေးပါဘူးတဲ့သဘောတူတာမျိုးမရှိမရရှိလို့ဆွေးနွေးပွဲကပြီးဆုံးသွားတာဖြစ်ပါတယ်တခြားဆွေးနွေးမှုဆွေးနွေးဖို့ချင်းဆိုထားတာမျိုးတော့ရှိပါတယ်တဲ့ဆွေးနွေးပွဲတွေမှာတရုတ်ပါဝင်မှုအလွန်အရှိပါပါတယ်နှစ်ဖက်တွေ့ဆုံဖို့တရုတ်အစိုးရကစီမံဆောင်ရွက်တာဖြစ်ပါတယ်ဆွေးနွေးမှုအောင်မြင်ဖို့ဆွေးနွေးဖို့ အဖြေရလက်တွေထွက်အောင်တရုတ်ဆွေရရဲ့ပါဝင်မှုကအနော်အရေးကြီးပါတယ်တဲ့လက်ရှိမှာမေလအကောင့်ထိအပြစ်ခတ်ရက် ်က်စရေးကြီးညာထားပါတယ်လက်တော်လို့မှာထိုးစစ်ဆောင်ရွက်ဒါတွေလုံးမှာမဟုတ်ပါဘူးတဲ့မိုးကုတ်အပါဝင်ထိ ंछ ုံမြို့တွေကပြည်သူတွေကိုဘလို့အာမခံချက်ပေးနိုင်မလဲဆိုရင်လက်ရှိမှာကျမတို့ပြောနိုင်တာကဆက်ခတ်ဆဘက်ကဒီမျိုးတွေကနေပြန်လေထွက်ခွာဖို့ပြောပေမဲ့ကျမတို့ကသဘောမတူနိုင်သေးဘူးတဲ့ပြန်လေထွက်ခွာတာမျိုးမရှိသေးပါဘူးကျမတို့ရက်တွေချင်းအတိုင်းပဲဆက်ရှိနေသေးတယ်တဲ့မဟာမိတ်တွေကဘလို့အာမခံချက်ပြောနိုင်တယ်လို့ဆိုရင်ကျမတို့ညှို့မြန်းချက်ပန်းတိုင်ဖြစ်တဲ့အာနာရှင်ကိုအမြင့်ပြတ်ရှင်မုံရမှာရမှာဒီ ရမှာဖြစ်ပါတယ်တဲ့ကျမတို့ပါဝင်နိုင်တဲ့အခန့်ကဏ္ဍကနေပါဝင်နိုင်တဲ့နေလန်းတွေရှာဖွေပြီးဆဲအနာရှင်အမြင့်ပြတ်ရှင်မုံရဲ့အတွက်ပြည်သူနဲ့အတူဆောင်ရွက်တော့မှာဖြစ်ပါတယ်တဲ့ဒီဟာတွေကတော့ TNL ပြည့်ရစုခွင့်ရှိသူတွေရဲ့အတိကအရေးကြီးတဲ့ကောက်နှုတ်ချက်တွေဖြစ်ပါတယ်ဆိုတော့ဒီကောက်နှုတ်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာပြည်သူတွေဗမာအထူးသဖြင့်ဗမာတင်းရင်သားတွေဗမာပြည်သူတွေအနေနဲ့ဆက်အနာရှင်ဆန့်ကျင်နေပတ်သက်ပြီးတော့ TNL တို့ MNDA တို့ကို တန်တရားမရှိပါနဲ့ဝန်းရံပေးကြပါဆက်ပြီးတော့ဝန်းရံပေးကြပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်အဲတမာပြည်သူတွေကိုစိတ်ဝါအမျိုးမျိုးနဲ့တီအန်အယ်လီမုန်တီရဲ့ MND မုန်တီရဲ့တွေလုံနေတာတွေဟာဒီလမ်းကြောင်းအတိုင်းတွားမယ်ဆိုလို့ရှိရင်စစ်အာဏာရှင်အကြိတ်တွေးခွေရေးဝါဒအောက်ကိုပြန်ပြီးတော့တက်ဆင်ဖို့ရှိပါတယ်အဲကြောင့်မလို့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးတိကျကြစဉ်းစားပြီးတော့ တော်လန်ရဲ့အတွက်ခြုံကြည့်ပေးကြပါဝန်းရံပေးကြပါဆက်ပြီးတော့ပြည်မဒေတာကဗမာပြည်သူတွေရဲ့ဝန်းရံမှုအများကြီးလိုအပ်ပါတယ်စီလုံးညီညွတ်ရေးကိုဒီထက်မကဖော်ဆောင်ပြီးတော့ဆက်အာဏာချင်းဆန့်ကျင်ရေးကိုဆက်လက်ရှိတက်ကြပါစို့လို့ကြိုကြားရင်းနဲ့ကျွန်တော်ရဲ့ဒီကနေ့တင်ပြမှုကိုမိကုံချုပ်ပါတယ်နားဆင်ပေးကြတဲ့ကျွန်တော်ရဲ့မိဖပြည်သူညီကောင်မတော်များအားလုံးအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ